တရုတ်ဆောင်ဘိုမာကိုအခမဲ့စေကုသပေးလိုက်တဲ့ပြင်တားလေးကိုကြောင်းထွက်စီအောင်မလို့အောင်ဝေးဆဲသိမ်းလှူဒန်းပေးလိုက်တဲ့ထူကန်ကြောင့်အားလုံးမင်္ဂလာပါရှင် ဒက်ဆလီဘင်းယူပီကနေပြန်လည်ကကြိုဆိုလိုက်ပါရီမြန်မာစကားရီထဲမှာဇက်ပုတ်စိတ်ရံပြေတိရုပ်ဆောင်နဲ့ဘူမာကသားတယောက်ကိုပြုစုပြောထောင်နေသူဖြစ်ပါရီတိရုပ်ဆောင်ကရတဲ့ငွေတွေနဲ့သားလေးကိုចောင်းထားနေပေမဲ့ဘူမာကလေးပြန်းကျင်တယ်လို့ဖြစ်သွားခဲ့ပါရီဘူမာကလမ်းမလျှောက်နိုင်တော့ဘဲနဲ့ပါလေအနေငယ်ရွှေ့သွားတာကြောင့်အိမ်မှာပဲနားယူနေကြရပါရီဘူမာကအဓိကငွေရှာသူဖြစ်ပေမဲ့လေးပြန်းတယ်လို့ဖြစ်သွားပြီးကြက်တဲနေပါရီစေဘုံနဲ့ចောင်းစိတ်ဖိုးပါလင်းစင်လိုအပ်နေတဲ့အတွက်သားဖြစ်သူကចောင်းထွက်ပြီးတော့အလုပ်လုပ်မယ်လို့ပြောခဲ့ပါရီသားဖြစ် ူကတော့အမေကိုတိတက်တာကြောင့်အမေနဲ့ပညာရေးကိုရှင်လာရင်အမေကိုပဲရွှေ့မယ်လို့ပြောခဲ့ပါတယ်။သားလေးတယောက်တည်းရှိပေမဲ့လည်းအားကိုးရပြီးအမေကိုရန်ကူးစိုက်တဲ့သူဟာဘုမရဲ့သားလေးဟာငယ်သေးတာကြောင့်အလုံးများများမလုပ်နိုင်ပေမဲ့လည်းစိတ်တုပ်တဲ့လူကိုတော့လုပ်နိုင်တယ်လို့ပြောခဲ့ပါသေးတယ်။ဘုမကတော့သားလေးကိုငယ်ရွယ်စဉ်မှာပညာကိုသိချမသိနေထားရင်ပင်ပန်းနိုင်တာကြောင့်မလို့ခွင့်မပြုချင်တာဖြစ်နေပါတယ်။ခက်ခဲနေတဲ့ဘုမကိုအခမဲ့ကုသပေးလိုက်သူကတော့ဆရာထုခင်ကျော်ဖြစ်ပါတယ်။ထုခင်ကျော်ကဘုမကိုငွေမယူဘဲနဲ့ခမဲ့ကုသပေးမှဖြစ်တဲ့ပြင် ငွေလေလူလိုက်အောင်မှာဖြစ်လို့လူပဲလာပါဆိုပြီးတော့ပြောလိုက်ပါရင်ဘိုးမကစေးကူးကြပေမဲ့လည်းလမ်းစေးကစားစေးနဲ့စေးဘိုးတဲကိုရောက်သွားလို့စေးမကူနိုင်ဖြစ်နေပါရင်ထူကန်ကျော်ကကုသပေးမယ်ဆိုတာကြောင့်ရှောင်းအောင်သွားလိုက်တဲ့အချိန်မှာတော့တကယ်ထူချသွားပါရင်ဘိုးမနဲ့ထူကန်ကျော်ကလူပညာလုပ်တွေအတူလို့ဖူတာကြောင့်ရှင်းနေပါရင်ဒါကြောင့်ဘိုးမကထူကန်ကျော်စီကိုရောက်ပြီးတော့ကုသလိုက်တဲ့အချိန်မှာတော့လေပြင်းကျင်တယ်လို့ဖြစ်တာကလုံးဝတက်တာသွားပါတော့တယ်ထူကန်ကျော်တန်ကိုလာတဲ့အချိန်မှာဘိုးမကိုဘေးနားကသူတယောက်ကတွဲပေးခဲ့ရပြီးတော့စကားပြောတဲ့အခါမှာလည်းနှက်ခမ်းကရွှဲနေပါရင် ယ်။ထုခန့်ကျော်ကကုပီပီချင်းမှာဘူမားကလမ်းလျှောက်နိုင်သွားပြီးတော့စကားလေးပြောနိုင်သွားပါပြီ။ထုခန့်ကျော်ကဘူမားကိုအခမဲ့စိတ်ကူပေးလိုက်တဲ့ပြင်ငွေစေသိန်းကိုပါလှူဒန်းလိုက်ပါသေးတယ်။ထုခန့်ကျော်ပြင်အခြားတော်လူရှင်တွေကလည်းဘူမားတွေလှူဒန်းပေးလိုက်ကြပါသေးတယ်။ ဘုံမရဲ့သားလေးဟာသူ့မိကိုပြုစီပေးဖို့အတွက်ပယံစေးတုပ်လုပ်တွေကိုလုပ်မေဆိုတာကြောင့်အလုကစိတ်မကောင်းဖြစ်နေခဲ့ကြတာပါ။ထူးခင်ကျော်မှလည်းသားလေးတယောက်ရှိလို့သားသမီးချင်းကိုချင်းစာပါရီ။ပညာသင်ရမယ့်ရွယ်မှာပညာပဲသင်စေချင်လို့ကြောင်းလည်းမထွက်စေချင်ပါဘူး။ထူးခင်ကျော်ကသူ့ရဲ့သားလေးလေးဒီလိုရွေးချယ်စရာဖြစ်လာပြီးတော့ကြောင်းထွက်ရရင်ဆိုတဲ့အတွင်းနဲ့ကူညီပေးလိုက်တာဖြစ်တယ်လို့လူပညာရှင်ချင်းချင်းပြန်လည်ကြည့်ရှုတာလည်းဖြစ်ပါရီ။ဒါကြောင့်ဘုံမကိုတတသွားအောင်စိတ်ကူတာပေးလိုက်တဲ့ပြေသားလေးကိုလည်းကြောင်းထွက်စရာမလိုအောင်ငွေတွေလူတန်းလိုက်တာဖြစ်ပါရီ။ဘုံမနဲ့အတူ အလုတ်တွဲလှုပ်ဖူးတဲ့အခြားသောနုပညာရှင်တွေလည်းအများကြီးရှိပါသည်။ဒါ့အပြင်ဒုက္ကံကျော်ဘာပဲဘုံမောက်ကိုပြန်လဲကြည့်ရှုပေးလိုက်တာဖြစ်ပြီးငွေကိုပါလူတန်းပေးလိုက်တာပါ။တကယ်တော့ဘုံမလေးသူ့ရဲ့သားလေးကိုကြောင်မထွက်စေခြင်းပဲ ဆုံးခန်းတိုင်အောင်တင်းစီကြမာရီသူ့လိုပညာမတတ်ရေးပေပင်ပဲမဲ့အလုပ်လုပ်ရမယ့်ဖြစ်မျိုးကိုမတွေ့စေချင်တာကြောင့်ပညာကိုပဲတည်ယူစေချင်တာပါအမှုပညာလောကထဲမှာဇပ်ပိုဇယံတွေရဲ့ဘဝကမျက်နှာငယ်ရသလိုတည်ယူဆောင်လည်းမလုပ်ခိုင်းပါဘူးထူးခန်းကျော်ရဲ့ကူညီမှုကြောင့်မလို့ဘုမားကတက်တာသွားတဲ့ပြင်ပါဖြစ်သူလည်းကြောင်းထွက်စရာမလိုတော့ပါဘုမားကိုအခမဲ့စိတ်ကူးတာပေးလိုက်တဲ့ပြင်ငွေတွေကိုပါလူတန်းပေးလိုက်တဲ့ထုခန့်ကျော်ကတကယ်စွမ်းထက်တဲ့သူလားဆိုတာပရိသတ်ကြီးရဲ့အမြင်လေးကိုလည်းပြောခဲ့ပေးပါဦးရှင်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။